င်္ဂလာပါဒီနေ့တော့ရွာငံကစစ်ရှောင်းစခန်းတစ်ခုကိုတောင်ပြိုကြပြီးတနစ်ခွဲကလေးအပါဝင်စစ်ရှောင်း၁၀ဦးတေဆုံးတဲ့တွင်အင်းတော်မျိုးမဖုန်းကြီးကျောင်းကိုစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ဘုံကျဲခဲ့တဲ့ရုပ်တမ်းမှတ်တမ်းထုတ်ပြန်တဲ့တွင် ဖေကုံရောက်ပင်လောင်းစစ်ဘေးရှောင်များနေရထိုင်ခင်းအခက်ခဲကြုံရတဲ့တွင်စတဲ့တွင်နေပါဝင် Federal FN ရဲ့ဒီနေ့စက်တင်ဘာလ26ရက်အတွက်နေ့စဉ်တွင်တွင်ကိုကြားကြရပါပါ ရမနီတောင်ပိုင်းရွာငံမြို့နယ်ကြောက်တောရွာကစစ်ဘေးရှောင်စခန်းတစ်ခုပေါ်ကိုပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မှာတောင်ပြိုကျခဲ့တာကြောင့်ကလေးငယ်ပါဝင်စစ်ရှောင်ဆယ်ဦးမြေပြစ်တိဆုံးခဲ့ပြီးရုပ်လောင်းပျောက်ဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။တိဆုံးသွားတဲ့သူတွေထဲမှာတနစ်ခွဲအရွယ်ကလေးငယ်ပါဝင်အသက်60 45နှစ်22နှစ်10နှစ်9နှစ်အရွယ်အမျိုးသားတွေနဲ့အသက်65နှစ်48နှစ်36နှစ်24နှစ်နဲ့တနှစ်ခွဲအရွယ်အမျိုးသမီးတွေဖြစ်ကြပြီးတော့အသက်22နှစ်အရွယ်အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်အလောင်းကိုစက်တင်ဘာလ24ရက် မှာပဲတခါတည်းမိစကြိုလိုက်ပြီးဖြစ်ကထိခိုက်ဒဏ်ရာရသူတွေကတော့မရှိဘူးလို့သိရပါတယ်။အဲ့ဒီစစ်ရှောင်းမှာညောင်မင်သာကြီးရွာနဲ့ ကြောက်တောင်ရွာနှစ်ရွာပေါင်းလူဦးရေ600ဝန်းကျင်ရှိပြီးအဆိုပါမြေပြိုကျမှုကြောင့်စစ်ဆောင်တရှုနေရက်ထမှန်ရွှေ့ပြောင်းနေရတယ်လို့သိရပါတယ်။စကိုင်းတိုင်းဒေသကြီးအင်းတော်မြို့ထဲမှာရှိတဲ့အင်းတော်မြို့မှာဖုန်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ရုပ်တံမှတ်တမ်းကိုအင်းတော် Revolution IR ကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဖုန်ကြီးကြောင်းကိုစစ်ကွန်ရှင်တက်ကပြီးခဲ့တဲ့ April 10ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်မှာ Jet Fighter 2စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ ဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူ့အုပ်သေဆုံးခဲ့ရပြီး၈ဦးတန်ရာရရှိခဲ့တယ်လို့ဘုံကြီးကျောင်းစွန်းစားဆောင်ဓမာယုံရတ်တော်မူရုပ်ပွားတော်မြို့တော်ခမ်းမနဲ့ဓမမန်နိုင်ဘုံကြီးကျောင်းတို့ပြစီသွားခဲ့ပါတယ်။ရှမ်းဂရင်းနီနယ်ဆက်ဖေခုံမြို့နယ်နောက်ဘက်ခြမ်းကကြီးရွာတွေမှာခိုလုံနေတဲ့စစ်ပီးရှောင်တွေကလက်ရှိမှာနေရာထိုင်ခင်းအတွက်အခက်အခဲကြုံနေရတယ်လို့စစ်ပီးရှောင်ကြီးကကိုကြီးဆောင်ရွက်နေသူတွေကပြောပါတယ် အဲ့ဒီစစ်ဘေးရှောင်တွေကပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရပင်လောင်းမြို့နယ်တောင်မဲတင်းကြီးရွာကနေတင်းရှောင်လာကြတာဖြစ်ပြီးတော့လက်ရှိမှာ DFKK နဲ့ Joffor K အဖွဲ့အစည်းတို့ကသူတို့နေထိုင်မှုအတွက်တဲတွေကိုစောက်လုပ်ပေးနေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကလေးကစစ်ကော်မရှင်တပ်နဲ့ပအုပ်ပြည်သူစစ် PNA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့်ထပ်ပြေးတင်းရှောင်လာသူတွေဟာအိမ်တော်စု15စုလူဦးရေ100ဝန်းကျင်ကရှိပြီးတဲတလုံးအတွက်ခန့်မှန်းချေ23သိန်းခန့်ကုန်ကြမယ်လို့သိရပါတယ်။ ရောက်လာတဲ့စစ်ပေးရှောင်တွေထဲမှာတက်ကြီးတွေကိုအများစုဖြစ်ပြီးလက်ရှိဆောက်လုပ်နေထိုင်မဲ့နေရာမှာလည်းလေကြောင်းအန်ဒီရဆိုးရင်နေရတယ်လို့ဆိုပါတယ်စစ်ကော်မရှင်ရဲ့ပူးပေါင်းတက်တွေဟာလက်ရှိမှာတောင်မဲတင်းနဲ့နန်းနေကြီးရွာတွေကိုထိန်းချုပ်ထားပြီးအနီးနားတစ်ဝိုက်ကကြီးရွာတွေနဲ့ဖဲခုံမြို့အနောက်ချမ်းကကြီးရွာတွေကိုလည်းဆက်လက်စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ဒေသခံတို့ကပြောပါတယ်စစ်ကော်မရှင်တက်ရဲ့ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေးအတွက် ပင်လောင်းတဲ့ဖေခုံမြို့နယ်ကိုတာလွန်အင်အားနဲ့ဒရဇက်ထိုးစစ်ဆင်နေပြီးလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့်နေတိုင်းနေပါစစ်ဘေးရှောင်အရေးအတွက်တိုးလာတယ်လို့မြေပြင်ကူညီဆောင်ရွက်နေသူစီကသိရပါဗျ။ဒီနေ့စက်တင်ဘာလ26ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်သုံးမပါခင်ဗျာ။